မ်းလျှောက်ရတာပြင်းတဲ့လူတွေအတွက်ဂိမ်းထဲမှာတိမ်ဆီလို့ရပါပြီ။အားလုံးပဲမင်္ဂလာပါ။ AMD Game Shop နေကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ငငယ်တော်ကြီးခဲ့မှုတွေ၊ Johnny Dude ရဲ့ web စကားတွေကစွန့်ဝခုံတိမ်ဆီတယ်လို့မျိုးကျွန်တော်တို့ဂိမ်းထဲကတခင်ကြီးလည်းတိမ်ဆီလို့ရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ Nowadays မှာပါလာမဲ့ Free Roaming Effect လို့ခေါ်ရဲ့ဒီတိမ်ဆီလို့ရတဲ့ effect ကိုတော့ကျွန်တော်အဘတ်စာပါမှာဆက်လက်နေပဲဖြစ်ပါတယ်။ ဒီအဖက်ကိုအသုံးပြုဖို့အတွက်ဆိုလို့ရှင်မြေပုံထဲမှာနေရာရှိကိုတိတိမွန်းတွင်ကထည့်ပေးထားမှာဖြစ်ပါတယ်။အဲ့နေရာလေးကိုတွားပြီးတော့ခဏလောက်ရက်လိုက်တာနဲ့တင်တာကြီးပေါ်လာပြီးတော့တက်မှတ်ထားတဲ့ဓာတ်ရိုက်ရှင်တိုင်းပြေးသွားမှာဖြစ်ပါတယ်။တခုကြည့်တာက free roaming အဖက်ကိုအသုံးပြုနေတဲ့အချိန်မှာကျွန်တော်တို့ no city no damage ဘာမစပါစို့ဘာမှတုံးလို့ရမှာမဟုတ်ပါဘူး။ enemy ကလည်းကိုယ်ကိုချလို့ရမှာမဟုတ်တော့ကိုယ်ကလည်း enemy ကိုချလို့ရမှာမဟုတ်ပါဘူး။ပြီးတော့ဒီ free roaming အဖက်ဖြစ်တဲ့အတွက် roaming အဖက်ဖြစ်တဲ့အတွက် ပွဲချိန်9မိနစ်နောက်ပိုင်းမှာပဲပေါ်ပါမယ်ဒီ free roaming effect က cyclone နဲ့မတူတဲ့အချက်က cyclone လို့သူကအချိန်ဆောင်နေရာမလိုပါဘူး9မိနစ်နောက်ပိုင်းဆိုလို့ရှိရင်ကြိုက်တယ်လို့ကြိုက်တဲ့လူကြိုက်တဲ့နေရာမှာဘလို့ပဲစီးစီးစီးလို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ဒီဖက်စီးနေတဲ့အချိန်မှာတိမ်တိုင်ကြီးစီးနေတဲ့အချိန်မှာလမ်းမှာဖြတ်ရက်လို့လည်းမရပါဘူးကဲ brother တို့ရောဒီ effect တက်လာလို့ရှိရင်ကြိုက်ကြလားဘလို့မျိုးလဲမိုက်ရလားဆိုတာကို comment မှာတစ်ချက်ပြောသွားပေးပါဦး ားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လေးကြပါမယ် see you guys